ဖိလစ်ပိုင်ဟာလာမယ့်နှစ်မှာအာဆီယံအလဲကျဥက္ကဋ္ဌတာဝန်ကိုဖွဲ့ပြောင်းရယူချိန်မှာအဓိကရေကိစ္စနှစ်ခုကိုတစ်ချိန်တည်းမှာပဲဂိုင်တွေပြင်ရှင်းရမှာဖြစ်ကြောင်းဆောက်ချိုင်းနာမိုနီဘူကဖော်ပြခဲ့ပါတယ်ပထမရေကိစ္စမှာမြန်မာနိုင်ငံမှာကာလကြာရှည်ဖြစ်ပွားနေတဲ့နိုင်ငံရေးအကျယ်တဲဖြစ်ပြီးဒုတိယတစ်ခုမှာတောင်တရုတ်ပင်လယ်မှာကျင်းဝက်စည်းကမ်းတွေရေးဆွဲရေးဖြစ်ပါတယ်ဒီရေကိစ္စနှစ်ခုလုံးဟာဂိုင်တွေပြင်ရှင်းရခက်ခဲလိမ့်မယ်လို့လေ့လာသူတွေကတုံ့တက်ခဲ့ပါတယ်မြန်မာရေးနဲ့ပတ်သက်ပြီးအာဆီယံရဲ့ဂျားဝင်ပြင်ရှင်းမှုဟာတိုးတက်မှုနှေးကွေးပြီးတောင်တရုတ်ပင်လယ်မှာကျင်းဝက်စည်းကမ်းရေးဆွဲရေးကိုလည်း ယ်။2026ခုနှစ်မှာအပြည့်အစုံရေးဆွဲဖို့မျှော်မှန်းထားပါတယ်။ဒါပေမဲ့တောင်တရုတ်ပင်လယ်ရေကိစ္စနဲ့ပတ်သက်ပြီးအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားအတူကွဲပြားတဲ့အကျိုးစီးပွားတွေကြောင့်တောင်တရုတ်ပင်လယ်မှာကျင်းဝတ်စည်းကမ်းရေးဆွဲမှုဟာစိန်ခေါ်မှုတွေရှိလာနိုင်တယ်လို့ကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ဖိလစ်ပိုင်နိုင်ငံယာယီဝင်ကြီးမာအီယာထရေဇာလာစီယိုကတော့မြမအရေးဟာဦးစားပေးကိစ္စအဖြစ်ဆက်ရှိနေလိမ့်မှာဖြစ်ကြောင်းနဲ့ဖိလစ်ပိုင်ဟာမလေးရှားနဲ့အတူပူးပေါင်းဆောင်ရွက်မှုတွေဆက်လက်လုပ်ဆောင်သွားမယ်လို့ပြောကြားခဲ့ပါတယ်။လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံဟာအခုနှစ်အတွင်း ယ်မြမအရေးနဲ့ဆက်နွယ်တဲ့ထိတွေ့ဆက်ဆံမှုပေါင်း118ကြိမ်အထိပြုလုပ်ခဲ့ပါတယ်လာဇာယိုကတော့ဖိလစ်ပိုင်အနေနဲ့မလေးရှားနိုင်ငံလှုပ်ဆောင်ခဲ့တဲ့အရာအလုံးကိုလှုပ်ဆောင်နိုင်လိမ့်မှာမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်ဖိလစ်ပိုင်ဟာမြမအရေးနဲ့ပတ်သက်ပြီးလက်ရှိလှုပ်ဆောင်နေတဲ့အစီအစဉ်တွေကိုအခြေခံပြီးဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းလာဇာယိုကနိုဝင်ဘာ18ရက်မှာပြောကြားခဲ့ပါတယ်2026ခုနှစ်မှာအာဆီယံလက်ကျောက်ဥက္ကဋ္ဌဒါဝင်ကိုလွှဲပြောင်းရယူမယ်ဖိလစ်ပိုင်သမ္မတဖာဒီနန်မာကိုဂျူနီယာကလာဇာယိုကိုမြန်မာနိုင်ငံဆိုင်ရာဖိလစ်ပိုင်အထူးတန်တမန်အဖြစ် ခတ်ရအကြောင်းကြေညာခဲ့ပြီးနောက်ဂျပန်အကြမှာလာဇာယိုရဲ့မက်ချက်စကားယူထွက်ပေါ်လာတာဖြစ်ပါတယ်။လာဇာယိုဟာမြမရေးကိုထိရောက်ပြီးဘောင်းဆောင်ပါဝင်တဲ့ချင်းကပ်မှုနဲ့လှုပ်ဆောင်သွားလိမ့်မယ်လို့ယုံကြည်ကြောင်းမတ်စကိုကပြောကြားခဲ့ပါတယ်။လာဇာယိုဟာ2021ခုနှစ်ကမြမရေးနဲ့ပတ်သက်တဲ့အာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်အတိုင်းလှုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်းမတ်ကိုကပြောကြားခဲ့ပါတယ်။